မင်္ဂလာပါရှင်နေတဲ့အင်ဂျင်မေကနေမိတ်ဆွေတို့ကိုကြိုးစားပါရစေကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုပြည်ဦးလွင်မြို့ဝယ်ဆိုင်းဘုတ်ကြီးနဲ့ပေ150ခန်းအကွာဝေးမှာရှိနေတဲ့ရက်ွက်ကြီး9မြို့ဟောင်းကြီးဖြစ်တဲ့နေရာကောင်းလေးနဲ့ကျွန်တော်အကြောင်းမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရက်ွက်ကြီး9အောင်သူခရဲ့လာရှူလန်းကိုဒဲပေါက်တဲ့မိန်လမ်းမကြီးကိုလည်းမေးတင်ထားတယ်အလက်အနေနဲ့ကတော့ကျွန်တော်အနောက်လက်တောင်လက်တောင်ခွက်လေးပဲဖြစ်ပါတယ်ချန်ရဲ့ကျယ်ဝန်ပေ80တရာပေါ်မှာအစ်စ်နေအိမ်လေးနှလုံးပါရှိမှာပဲဖြစ်ပါတယ် ဒေးလေးနှလုံးပါရှိတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများအနေနဲ့တကယ်ချင်းအပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းနဲ့ပဲဖြစ်ဖြစ်အတူတူပဲယူပြီးတော့ခွဲမယ်ဆိုရင်လည်းကျွန်တော်တို့အိမ်လေးတစ်လုံးစီကိုခွဲလို့အဆင်ပြေတဲ့အနေထားလေးပဲဖြစ်ပါတယ်ခင်ဗျအိမ်လေးတစ်လုံးစီရဲ့ရှေ့မှာကားကို3စီးလောက်ခြောင်ကြီးကြီးရက်လို့ရတယ်ကားရက်ခွင်းလေးကိုပါရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ထင်းရှူးပင်လေးတွေကိုလည်းကျွန်တော်အေးရအဖြစ်ပေါ့နော်စီစီစိုက်ပြုတ်ထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ပထမအိမ်ရဲ့အတွင်းကမ်းလေးတွေကိုတစ်ချက်လောက်လေ့လာကြည့်အောင်ပထမဆုံးမြင်တွေ့ရမှာကတော့ဧကန်းပဲဖြစ်ပါတယ်ဝင်ဝင်ချင်းမှာဧကန်းကြည်ဖြစ်တယ်ဖျားကန်းတီးတန့်တော့မရှိဘူးဒီအိမ်လေးကလေဧကန်းနဲ့ဖျားကန်းကိုတွဲပြီးအသုံးပြုရမှာဖြစ်ပါတယ်အခုခန်းလေးကတော့ကျွန်တော်တို့မာစာဘက်ရုံပထမဆုံးမာစာဘက်ရုံလေးပဲဖြစ်ပါတယ်မာစာဘက်ရုံထဲမှာပါတယ်ရေချိုးကန်းဗိုလ်ဒိုင်းဒါလေးပဲဖြစ်တယ်ဒီအိမ်မှာဆိုလို့ရှိရင်ဧကန်းအနေနဲ့၃ခန်းပါရှိမှာပဲဖြစ်ပါတယ်အကုန်လုံးကမာစာဘက်ရုံနေဖြစ်တယ်ဒီခန်းလေးကတော့ ဒုတိယဖြစ်တယ်ဒုတိယမာစာဘက်ရုံလေးပဲဖြစ်ပါတယ်။အခန်းလေးတွေကတော့တော်တော်ကျယ်တယ်။ ceiling height လေးတွေကမြင့်ပါတယ်။ဒီခန်းလေးကတော့မာစာဘက်ရုံထဲမှာပါတယ်။ရေချုပ်ကန်ဗိုလ်ရိုင်းဒါလေးပဲဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ခါဒီကတော့တတိယအခန်းပါနော်။တတိယအခန်းမာစာဘက်ရုံလေးဖြစ်တယ်။ဒီခန်းလေးကတော့စောနာ800ခန်းနေတဲ့အနည်းငယ်ပိုကျယ်မယ်။မာစာဘက်ရုံထဲမှာပါတယ်။ရေချုပ်ကန်ဗိုလ်ရိုင်းဒါလေးပဲဖြစ်ပါတယ်။ရေဘူးရေအေးအကုန်ပြည့်ပြည့်စုံစုံပါရှိပြီးသားဖြစ်တယ်။ ရင်လေးမှာတော့အောက်ကခင်းနဲ့ကိုရီးယားပါကဲတွေကိုတော့တချို့နေရာမှာပြန်လည်ပြုပြင်ရမယ့်အနေအထားလေးရှိတယ်။ဒီခန်းလေးကတော့ထမင်းစားကန်လေးပဲဖြစ်ပါတယ်။ထမင်းစားကန်နဲ့မီးဖိုကန်နဲ့ကိုတကားလေးနဲ့ကျွန်တော်တက်ဆင်ပြီးတော့မှကျွန်တော်ခြားရရှိတယ်။ဒီခန်းလေးကတော့မီးဖိုကန်လေးပဲဖြစ်ပါတယ်။နောက်ပြီးထွက်တဲ့ထွက်ပေါက်လေးလည်းရှိတယ်။ဟုတ်ကဲ့ပါ။အခုလိုမြို့ဟောင်းမြေဖြစ်တဲ့အောင်သူခရက်ွက်ရဲ့နေရာကောင်းလေးကိုပြည်ပြည်စုံစုံမိတ်ဆက်ပေးပြီးပြီဆိုတော့ စာရစာရအနေနဲ့ကတော့အခုရောင်းချသူရဲ့ခရံနာမည်ပေါက်ပဲဖြစ်ပါတယ်။ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့ချက်သိန်း9500ကိုပိုင်ရှင်နဲ့ဓာတ်ရိုက်ညှိနှိုင်းလို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ရွှေနှစ်သိအင်ချမ်းမြေကကိုစောင်းနိုင်ဦးပဲဖြစ်ပါတယ်။ကျွန်တော်ဆက်သွယ်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်က39ကို 239992645 39989539ကိုဆက်သွယ်ပြီးတော့မှအသေးစိတ်မေးမြန်းနိုင်ပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးတည်ကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုထူးပင်ကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရပ်နာဝင်ပြုပါခင်ဗျာ